အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောမယ့်ခေါင်းစဉ်အကြောင်းအရာကတော့တကူပဲဖြစ်ပါတယ်တကူအကြောင်းပြောမှဖြစ်ပါတယ်ဒီတကူဆိုတာကြီးကိုကျွန်တော်မယုံခဲတဲ့အတွက်ကြောင့်လို့အင်မတန်အဖို့တန်တဲ့ဗုဒ္ဓအဆုံးမစောစောစီစီအသက်ငယ်ရတုန်းစူးစမ်းပန်းစားမလိုက်စားမလိလာခဲ့တဲ့အဓိကကျွန်တော်ရဲ့ အမှားပါပဲနိဝရဏအကြောင်းလေးပြောခြင်းပါပဲနိဝရဏဆိုတာက အပိတ်ပင်လို့အတိပဲရပါတယ်ဘာကိုပိတ်ပင်လဲဆိုတော့အမှန်တည်းဖို့တရားတည်းဖို့အတ္တအစီအပိတ်ပင်ဖြစ်ပါတယ်နိဝရဏ၅ပါးမှာယုံမှားမှုအပိတ်ပင်ဝိဇိကိစ္စကိစ္စနိဝရဏဆိုပါတယ်ဆိုတာပါပါတယ် ဒါဖြစ်ရင်သိကြရရင်မသိနိုင်တော့ထင့်နေတင့်နေရအဲ့ဒီလိုဖြစ်နေတော့ကျွန်တော်ကဘာလို့မယုံတယ်လဲဆိုတော့ဂျမာရီနတ်တွေကိုမယုံဘုရားအဆုံးမမလို့ပြောတဲ့ပိရကသုံးပုံမှာလဲဒါရီနဲ့ပတ်သက်လို့အများကြီးပါတယ်များမှများဒီတော့သိကြရရင်သိရမှာကိုမသိနိုင်မဲ့မယုံကြည်မှုအတ္တဒဖြစ်နေတာပေါ့ဘုရားကတကိုးကို၃မျိုး खोचा प्योप्या सोमा के बारे दुगु प्याठी हा एडी पाठी हरिया द मिरेकल ऑफ साइकिक पावर सुपरह्यूमन पावर अटा हो जिन प्याठी हरिया आदनेदना पाठी हरिया द मिरेकल ऑफ ने သာသနာပါဠိဟာရိယပါဠိဟာရိယ the miracle of instruction giving instruction တို့ပဲဖြစ်ပါတယ်အဲ့ဒီမှာဗုဒ္ဓဘာပြောလဲဆိုတော့ကျန်တဲ့ပထမ တကူးနှစ်ပါးကိုသူမသုံးဘူးတဲ့ဘာဖြစ်လို့ဆိုတော့တရားတရားမရှိတဲ့လူ မကြည်ညိုတဲ့လူတွေကအထင်မြင်မှားပြီးတော့ဒီအင်မတန်အဖိုးတန်တဲ့ဗုဒ္ဓအဆုံးအမကိုမရမှာဆိုတဲ့သုရဏာကြောင့်လို့စေတနာကြောင့်လို့သူကဒီအဋ္ဌိပါဋိဟာရိယဣဂန္ဓာရီ အတ္တပညာကို မသုံးဘူးတဲ့အတ္တဟော ပြာတိဟာရိယအာဒိရေတနာပါတိဟာရိယအဲ့ဒါစိဏမဏိအတတ်နဲ့တူတယ်ခုနအဋ္ဌိပတ်ဟာရိယကဂန္ဓာရီ အတတ်နဲ့တူအဲ့ဒါကြောင့်မလို့ဘုရားအဲ့ဒါတွေမသုံးဘူးတဲ့အဲ့ဒါရောက်ကေဝထတဲ့ငါရရဟာတကောပြာလိဟာ၌ဒီအပြစ်တွေမြင်တဲ့အတွက်ကြောင့်တကောပြာတိဟာကိုပြဖို့ ဝန်လေးတယ်ရှက်တယ်ဆက်ဆုပ်တယ်ကေဝထတယ်ငါဟာအတဟောခြင်းပြာတိဟာမှဒီအပြစ်တွေမြင်တဲ့အတွက်အတဟောခြင်းပြာတိဟာရိကိုပြဖို့ဝန်လေးတယ်ရှက်တယ်ဆက်ဆုပ်တယ်အဲအင်္ဂလိပ်လိုလဲကျွန်တော်ဖတ်ပြလိုက် seeing this drawback to the miracle of telepathy kewata i feel horrified, humiliated, and disgusted with the miracle of telepathy, seeing this drawback to the miracle of psychic power, Kewata. I feel horrified, humiliated, and disgusted with the miracle of psychic power. So, Kuna Pyoradai, the Dadiya Mashiach. မယုံကြည်တဲ့လူတွေကဒါတွေကဂန္ဓာကြီးအတတ်ပညာတွေပါဒါတွေကစိန်နာမဏိအတတ်ပညာတွေပါဆိုပြီးတော့ဘုရားရဲ့တရားတွေကိုမယုံမကြည်ဖြစ်မှဆိုးတဲ့အန္တရာယ်ရှိတာကိုဘုရားကသိလို့ဒီတကိုးတွေကို မပြဖို့တားမြစ်ခဲ့ဘယ်သူကိုတားမြစ်ခဲ့လဲဆိုတော့ပိန်ဒေါလဘာယဒါဇယဟန်တကိုးမပြရဆိုတဲ့သိခါပုဂ္ဂိုလ်ပြထားလိုက်သူကဘာလို့လဲဆိုတော့ အငင်းခုံဖြစ်ပြီးတန်ထက်ကတပိတ်ကိုတကိုးနဲ့ယူပြလိုက်အဲ့တော့ဗုဒ္ဓအတော်ဆူဆူရဲပုံစံအတော်ပြင်းထန်တဲ့အတုံးတုံးနဲ့တုံးတယ်မင်းလှုပ်တာဘာနဲ့တူတယ်လဲဆိုတော့မိမတယောက်ကသူ့ပစ္စည်းပြပြီးတော့ဈေးခေါ်တာနဲ့တူတယ်ဆိုပြီးတော့တော်တော်ကိုပြင်းပြင်းထန်ထန်တုံးပြီးတော့တကိုးမပြရဆိုတော့တိတ်ခါပုဂ္ဂိုလ်ပြထန်အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ဗုဒ္ဓအဆုံးမှ အဲ့ဒါဟိုပဲအဲ့ဒီဟာလဲတကိုးလို့ပြောတယ်အဲ့ဒီတကိုးကိုပဲမြတ်စွာဘုရားကတုံးတယ်ဆိုပြီးတော့ကျွန်တော်သိအဲ့ဒီမှာတုတ်တန်တစ်ခုကိုလည်းကျွန်တော်ဖတ်ပြတုတ်တန်တစ်ခုကိုဘယ်လိုသွားတွေ့လဲဆိုတော့ဒါကဒီကနိကေတိလခန္ဓာပါဠိတော်မြန်မာပြန်ဗြဟ္မဇလတုတ်ပြိပါဇာကကထာမှာတွေ့အဲ့ဒါဘယ်သူကိုပြောလဲဆိုဝါတိထကိုပြောဝါတိထတဲ့ ဘေးဒင်သုံးပုံဆောင်တဲ့ပုံနာတွေဟာတဲ့မြမာကိုမြေဝါထင်ထင်မြင်ဖူးတဲ့ပုံနာတူဦးတယောက်ရှိသလားတဲ့အဲ့တော့ဝါသေးထားဘာပြန်ဖြေလဲဆိုရှင်ကောရမမရှိပါတဲ့ဝါသေးထမြမာကိုမြေဝါထင်ထင်မြင်ဖူးတဲ့ဘေးဒင်သုံးဆောင်ပေါင်းပုံနာတို့ရဲ့ဆရာတူဦးတယောက်ရှိသလားတဲ့ ရှင်ဂေါရမတဲ့မရှိပါဘူးဝါဒေထမြမာကိုမြေဝါထင်ထင် မြင်ဖူးတဲ့ဘေရင်သုံးပုံးဆောင်ပုံနာတို့ရဲ့ဆရာဆရာတူတယောက်မျှတော်လဲရှိသလားအဲ့ဒီလိုပဲပုံနာတို့ရဲ့ဆရာ80တိုင်အောင်မြမာကိုမြေဝါထင်ထင်မြင်ဖူးတဲ့ဆရာတူတယောက်တော်မြတ်မရှိလို့ ဝါတိထကပြန်ဖြည့်ပြန်ဖြည့်တော့ဒီလိုဆိုရင်နဲ့မင်းတို့ဘေရင်၃ပုံဆောင်ပုံနာတို့ဟာတဲ့ယသိတွေဟာတဲ့တီဆိုပိုးချပေါင်းစုထားတဲ့ဒီရှေးဟောင်းဝေရကျမ်းတွေကိုလိုက်ပြီးတီဆိုတယ်လိုက်ပြီးရွတ်တယ်ရွတ်ဆိုထားတိုင်း လိုက်၍ရွတ်ဆိုကြတယ်ပိုးချတဲ့အတိုင်းလိုက်၍ပိုးချကုန်ကြအဲဒီယောက်ျားစကားမြစ်ကကိုယ်တိုင် မတွေ့ပဲနဲ့အဲ့ဒီစကားတွေကိုအစင်းစင်းတယ်လာပြီးပြောတဲ့အတွက်အခြေမြစ်မရှိတဲ့စကားမချွတ်ဧကံဖြစ်နေတာပါပဲလို့ပြောပါတယ်အဲ့တော့ဘေးရင်၃ပုံဆောင် ပုံနာတို့ရဲ့ဆရာ80တိုင်အောင်ဂျမာကိုမြေဝန်းထင်ထင် မြင်ဖူးတဲ့ ဆရာတူတယောက်မှမရှိတဲ့ဒီမြန်မာဝါဒဟာမြန်မာနဲ့ပူးပေါင်းမယ်ဆိုတဲ့ဥစ္စာဟာဖြစ်နိုင်ပါမလားဆိုတဲ့ဂေါရမအမေကွန်းထိတ်တာမေကွန်းထုတ်တာအဲ့ဒီလိုမေကွန်းမျိုးကိုလည်းကျွန်တော်မေးခဲ့ပူပါတယ်ဘယ်လိုမေးလဲဆိုတော့နတ်မြန်မာကိုတွေ့ဖူးသူများရှိသလားဆိုပြီးတော့ကျွန်တော်လိုက်မေးပူတယ် ပဲဘုန်းကြီးယဟန်ကကိုယ်တိုင်တွေ့ဟူရတယ်လို့ဝန်ခံတာမကြုံခဲ့ဘူးပေါ့အဲဘလိုတော်စကူးမိလဲခုခွတ်မှ smart telephone နဲ့လူတိုင်းလိုလိုကိုင်းနိုင်ပြီဖြစ်တဲ့အတွက် smart telephone မှာကင်မရာတွေကပါတယ်အဲလက်တွေ့မြင်လိုက်ရင်ကင်မရာနဲ့ဓာတ်ပုံရိုက်ပြီးတော့တက်သေးပြလို့ရအောင်ဓာတ်ပုံသုံးဖို့ဗီဒီယိုရိုက်ထားလို့ရတယ်ဒါမျိုးဗာတိလဲဆိုတော့အဲ့ဒီ နတ်တွေမြန်မာတွေကယုတ်နုနန်နုလို့ပြောတယ်အဲ့ကင်မရာနဲ့မှတ်တမ်းလဲတင်နိုင်လားမတင်နိုင်လားကျွန်တော်လည်းမသိဘူးတာမန်မျက်လုံးနဲ့မမြင်ရဘူးလို့ပြောတယ်ခုလည်းဒီတကိုးတွေအကြောင်းကိုပြုပြီးတော့420တွေများနေအနတ်တွေနတ်ပွဲတွေနဂါးတွေဂလုံးတွေဘိုးရော်တွေပေးတွေနေလှူစားရိုက်စားနေကြတာအများကြီးပဲအခုလည်းမြင်တွေ့ကြားနေရတာအများကြီးပဲ အဲ့ဒီတော့ကျန်တဲ့အင်မတန်ဖိုးတန်တဲ့အစုံမရဖြစ်တဲ့တတိပဋ္ဌာန်မှာပါတဲ့အတိုင်းလှုပ်ကြည့်တော့တတိကဒေါသကိုဒေါသဟူ၍သိလောဘကို လောဘဟူ၍သိဆိုတာတွေသိလာတော့အရင်လိုအမ်းချောင်းခြင်းတော့မျက်စိနဲ့တွေ့တာမဟုတ်ဘူးဆိုတာကောင်းကောင်း လက်ခံလာတယ် အဲ့ဒီတုတ်တန်တစ်ခုမှလည်းဗုဒ္ဓအစိုးမောင် အောက်ပါတိုင်ဖတ်ကန်းကြည့်ဥပမာတဲ့မျက်စိဖြစ်မမြင်ကောင်းသောဥပတိပင်အပိုင်းအခြားမရှိသော ထက်ဝန်းကျင် စိတ်ကမ်းရှိသောဉာဏ်အထူးဖြင့်သိအပ်သောနိဗ္ဗာန်သည်ရှိ၏ဤနိဗ္ဗာန်၌ရေမြေ မီလေတိမတိဝေဤနိဗ္ဗာန်၌အရှိအတူအငဲအကြီးအကောင်းအစိုးဒီမရှိပေဤနိဗ္ဗာန်၌နန်း내ရုပ်သည်အကျွင့်မဲ့ချုပ်ပေဤနိဗ္ဗာန်၌ဝိညာဉ်ဤချုပ်ခြင်းကြောင့်ဤနံရုပ်သည်ချုပ်ပေဟုဖြစ်သည်အဲအဲဘိဓမ္မာနဲ့လည်းပတ်သက်ပြီးပြောမယ် ပြီးတော့မှအမွန်းရှိတယ်အဲမွန်းကပါလဲဆိုတော့ဘလို့ဖြစ်လာလဲဆိုတော့အပြီးတော့မှဘလို့ဖြစ်လာလဲဆိုတော့အကြောင်းပေါ့အဲဒီမှာကျွန်တော်စာအုပ်ထဲမှာဖတ်ရတာဘလို့ဖတ်လဲဆိုတော့တီဟိုမှာအဲဒီတော့ကဘုန်းကြီးတစ်ပါးကနတ်ပြည်ကိုသွားပြီးပြန်လာတယ်ဆိုပြီးတော့နာမည်ကြီးတယ်အဲဒီဇလန်းကိုအဲဒီအပြီးတော့မှအကြောင်းရေးတဲ့ရှင်ဘုဒ္ဓဂေါတာကအပြီးတော့မှအမွန်းမှာ ဗုဒ္ဓကနတ်ပြည်ကိုတကိုးနဲ့သွားပြီးအရင်ဘဝကအမိဖြစ်ခဲ့တဲ့နတ်သားကိုတရားသွားဟောတယ်။စွန်းစားချိန်မှာတကိုးနဲ့ကိုဝါတစ်ခုကိုဖန်တီးခဲ့တယ်။ဆက်တရားဟောစေခဲ့တယ်။လူပြည်ကိုပြန်ဆင်းစွန်းခံအဲ့ဒီချိန်မှာအရှင်သာရိပုတ္တရာကိုအကျဉ်းပြန်ဟောဒါနဲ့အပိဓာဖြစ်လာတယ်လို့ဆိုတယ်။ဒါကိုတချို့ scholar ဘုံပညာရှင်တွေကဝေဖန်တယ်ပေါ့။အဲ့ဒီမှာ ကျွန်တော်ဖတ်ဘူးတဲ့စာအုပ်မှာအဘိဓမ္မာစစ်ပွဲဆိုတာဖြစ်တယ်အဲ့ဒါကျွန်တော်ပြောတာတော့မဟုတ်ဘူးအဲ့ဒီအဘိဓမ္မာစစ်ပွဲမှာဒါဟုတ်တယ်မဟုတ်ဘူးအဲ့ဒီအရှင်ဘုဒ္ဓဘောသားရေးတဲ့ပါညာအဲ့ဒီဟိုမဟာစီဆရာနဲ့အဖွဲ့ကပြန်ရှင်းထားတာတွေစာအုပ်ရှိတယ်အဲ့ဒါအဘိဓမ္မာစစ်ပွဲဆိုလားမသိဘူးအဲ့ဒီမှာလည်းတွေ့နောက်တစ်ခုက ဘိဓမ္မာစာအုပ်ထဲမှာပါဆရာမင်းတမွန်စာအုပ်စာမျက်နှာ144ကိုလည်းဖတ်ပြအောင်အဲ့ဒါဘာပြောလဲဆိုတော့စာမျက်နှာ140မှာကဘာမြည်ကြီးသည်တဲ့မြေသားအတုဖြစ်သည်တဲ့ပန္တုပထွေနာယူဇနာတပေါင်း2000 ကြောက်သားထုသည်တီလာပထွေယူဇနာ1200နှင်းရပေါင်းသည် ယူဇနာ1400အဓုရှိသည်ဟုဆိုရသည်မှတ်ချက်အထက်ပါမြေဓုပမာဏသည်သိပ္ပံတွေးရှိချက်နှင့်မကိုင်းညီပါတဲ့သိပ္ပံတွေးရှိချက်အရကဘာမြေကြီးသည်တစ်တော်သည်ပုံတရံလုံးနေပြီး အချင်းပနာမမှာမိုင်း၈000သာရှိသည် ထို့ပြင်ကဘာမြေကြီးကိုရေဓု နှင့်လေတုတို့ကမထားသည်လည်းမဟုတ်ပါကဘာမြည်ကြီးသည်နေကို လက်ပတ်လျက်အာကာသ၌ရွှေလျက်နေသောဂျိုးငယ်တလုံးဖြင့်ယခုခေတ်လူတို့သည်တိယုဇနာနှင့်ရှစ်မိုင်မှဆတ်သုံးမိုင်ထိရှိသည်ဟုယူဆကြ၏ထိုကြောင့်ကဘာမြည်ကြီးတို့သည်မိုင်ပေါင်း၂၄၀၀အမြောက်ရှေ့ကျော်ရှိနေသဖြင့်သိပ္ပံအဆိုထက်လွန်စွာပုံမူနေပါသည် အထက်ဖော်ပြပါဘုံအကွာဘွေးတို့သည်လည်းတီဟို၌ တာသနာကာလ၌အနုယုတ်တာမထေရေးသားသည့်အဘိဓမ္မသင်္ကဟကျမ်းတွင်ပေါ်ပြထားခြင်းများသာဖြစ်သည်ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည်ဟုမှတ်ယူရန်မလိုပါ32ပုံရှိသည့်အကြောင်းကိုသာအကြောင်းကျိုးဆက်နွယ်မှုနှင့်တကားဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့ခြင်းဖြစ်၍ယုံကြည်ထိုက်ပါသည်မြေပုံနတ်ပုံမြမပုံတို့သည် အလွန်ဝေးကွာသောအယံများ၌တည်ရှိခြင်းကို ယုံကြည်ထိုက်ပါသည်အပိဓမာသည်ပရမတ္ထတရားတို့၏သဘောတဘာဝတို့ကိုဟောကြားထားသည့်ဒေသနာဖြစ်ရာပရမတ္ထသဘောတရားတို့သည်သာအရေးကြီး၏ပြဉ္ညက်တရားမျှသာဖြစ်သည့်ဘုံအကွာဝေးတို့မှာအရေးမကြီးပါကျွန်တော်အဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီးကျွန်တော်ဘုန်းကြီးเจ้าမှာတစ်ခါအဆွေးနွေးရကျွန်တော်လည်းအပြောခံပညာများရင်ကောက်ကျစ်တယ် အဲ့ဒါလည်းကျွန်တော်စိတ်မဆိုးပါဘူးကျွန်တော်ဆုံးမတယ်လို့ပဲယူဆပါတယ်အဲ့တော့အဲ့ဒီဟာတွေကဗုဒ္ဓအစုံမအင်မတန်အဖို့တန်တဲ့ဟာတွေကမဟုတ်ဘူးဆိုအကုန်လုံးဝလုံးရှင်နဲ့ရမ်းပစ်တတ်တယ်အဲ့ဒီထဲမှာပါတယ်လို့ပဲပရမထတရားတွေကအင်မတန်အဖို့တန်တယ်အဲ့တော့ကျွန်တော်တခု ျွန်တော်အတွေ့အကြုံကပြောရင်ကျွန်တော်တို့ငယ်ငယ်တုန်းကလေ့ကျင့်ခန်းတစ်ခုလုပ်တော့ညတိုက်ပွဲပေါ့ညတိုက်ပွဲအရှိရနေပြီးတော့ဟို35ရောက်ရှိညတိုက်ပွဲလေ့ကျင့်ခန်းဆိုတော့အဲ့ဒီမှာလလည်းမရှိဘူးညကြီးလျှောက်ညဆယ်နှစ်နာရီတနာရီတိတိကြာလုံးလျှောက်တော့လုံးဝမမြင်အောင်အရှိဆုံးလူကနေပြီးတော့ နွားတွေ့တယ်လို့ပြောလိုက်တယ်ဟိုတယောက်အလဲဖောက်ပြီးတော့ပြောတာလားနောက်တာလားတော့မသိဘူးနောက်ဆုံးရောက်တော့ကြားတွေ့တယ်ဖြစ်သွားအဲ့ဒီရွာတွေမှာဘယ်လိုလုပ်ကြားရှိမှာလဲအဲ့အဲ့ဒီလိုပဲဟိုတယောက်နဲ့တယောက်လက်ဆက်ကမ်းလာတော့အခုကျွန်တော်တို့ဒီဗုဒ္ဓအဆုံးအမတွေကလည်းလက်ဆက်ကမ်းလာတာတွေမြညာတယ်အဲ့နှစ်ပေါင်း600လောက်မှာ စာတဲ့အခရာတင်လာတော့တချို့ဟာတွေတွေရတယ်နည်းနည်း क्वे ပြားတာတွေရှိမယ်လို့ကျွန်တော်ယူဆပါအဲ့တော့ကျွန်တော်တို့ဘာသာတရားရွေးကိုအတိုက်ခိုက်ခံရမဟုတ်ပါဘူးဘာသာအားလုံးကို အတိုက်ခိုက်ခံအဲ့တော့တခြားဘာသာတွေအတိုက်ခိုက်ခံရတယ်လေကျွန်တော်နည်းနည်းတင်ပြကြပါအဲ့ဒီအဘိဓမ္မာကို ဗုဒ္ဓတက်ပြီးဟောတယ်လို့ပဲဒီဇာလန်နဲ့တူတာတွေရှိတယ်။နာမည်ကတော့ Richard Dawkins Richard Dawkins is a prominent atheist and critic of religion သူက interview တစ်ခုမှာမိုဟာမက်ဂျေရုရှလင်မြို့ကနေပြီးတော့နတ်မြင်းပြိုင်ကြီးစီးပြီးတော့ကောင်းကင်ဘုံကအလာကိုသွားတွေ့ ီတော့သူ့စီကအဆုံးအမတွေခံပြီးတော့လူပြည်ကိုနောက်တနည်းပြန်ဆင်းလာတယ်လို့ပြောတယ်အဲ့ဒါတွေကိုပြန်ပြီးတော့ဆုံးမတော့အဲ့ဒီအယ်ဂျာစီရဲ့အင်တာဗျူးတစ်ခုမှာအဲ့ဒီရစ်ချတ်ဒေါကင်နဲ့အယ်ဂျာစီရဲ့နာမည်ကြီးတရင်သမားအခြေတင်ပြောတဲ့ဟာကိုကြားဖူးလိုက်အဲ့တော့ Christopher Hitchens က Richard Dawkins ကတော့အကြီးအကျယ်ဝေဖန်တာမင်းဒါမျိုးယုံလားသိပ္ပံပညာမှာနတ်မြတ်မှန်ကြီးလည်းမရှိဘူးလေ အဲ့ဒါကြီးစီတော့မိုးဝတက်လို့လည်းမရအောင်အဲ့ဒါမျိုးတွေအများကြီးပဲအဲ့ဒီလိုပဲ Christopher Eric Hitchens ဆိုတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်ကြီးပဲ God is not great ဆိုတဲ့စာအုပ်ကို ရေးခဲ့တယ်အဲ့ဒီစာအုပ်ကြောင့်ဘယ်သူစီကကျွန်တော်သိလဲဆိုတော့ကျွန်တော်တို့မိုင်းမီနေတော့ဒေါ်စုဆန်းသိန်းအိမ်မှာစာဝဲဖိတ်လို့သွားတော့ဥက္ကမောင်သိန်းနဲ့သူ့ဇနီးကိုတွေ့တယ်ဥက္ကမောင် ဥက္ကမောင်တန်းဥက္ကမောင်တန်းရဲ့ဇနီးကအင်္ဂလန်သူဖြစ်မဲ့တဲ့နဲ့အဲတော့ကျွန်တော်နဲ့စကားပြောရင်ပြောရင်နဲ့အဲဒီ God အကြောင်းနဲ့ရောက်သွားတော့သူကကျွန်တော်အကြံပေးတယ် Christopher Hitchin ဒီဆို God is not great ကိုဖတ်ကြည့်ပါဆိုအဲ့ဒါနဲ့ Christopher Hitchin အကြောင်းနဲ့အဲ website မှာခုန Richard Dawkins အကြောင်းနဲ့ကျွန်တော်အများကြီးလေ့လာဖို့အဲ့တော့ God နဲ့ပတ်သက်လို့သူတို့ရေးထားတာတွေအခု ဟိုဂေါ့ဒ်ရဲ့ property စေရောဂုံတတ္တိတွေကိုနည်းနည်းပြောပြကြတယ်အင်္ဂလိပ်လိုပဲဖတ်မယ်နော် God is often described as possession fundamental attribute like omniscience, all knowing uh, omniscience omnipotence all power and omnibenevolence supremely good. good. Omniscience, God knows all things, past, present, and future. Omnipotence, God can do anything, as nothing is impossible for Him. Omnibenevolent, God is perfectly good, loving, and merciful. Omnipresent, God is present everywhere in all of creation. Immutability. God does not change. He is always the same. Eternality. God is without beginning or end. Existing outside of time. Holiness. God is perfectly pure and separate from sin. sin. Justice. Justice. God is Justice. fair and, and impartial, impartial in his, his dealing. dealing. Sovereignty. God has ultimate authority and control over all things. By character, God is loving, just, holy, wise, gracious, compassionate, merciful, kind, forgiving, long suffering, slow to anger, faithful, and more. God is sovereign and has ultimate control of history while taking into account the very real choices of people. Era, era, to go on about the video in the name of Lila. Richard Dawkins, John, John, accept your object. Richard Dawkins a prominent evolutionary biologist and atheist doesn't directly criticize Buddhism in the same way he critics Brahmic religions. Instead, he views Buddhism as a philosophical and ethical system, not a religion in the traditional sense. He is more concerned with what he sees as the supernature and pre-modern aspect of religious belief, which he argues clashes with scientific understanding. Here is a more detailed breakdown. Buddhism as a philosophy. Dawkins, in his book The God Delusion, acknowledged the possibility of viewing Buddhism as an ethical or philosophical system rather than a religion thus minimizing his criticism. Focus on Abrahamic religions. Dawkins' criticism are primarily directed at Abrahamic religions, Judaism, Christianity, and Islam, which he views as supernatural and incompatible with scientific principle. Supernatural element. He points to element in Buddhism like reincarnation, karma, and the concept of a transcendent Buddha as examples of supernatural belief that he finds problematic from a scientific perspective, not a major focus of criticism. While Dawkins acknowledged the possibility of Buddhism being a philosophical system, he doesn't spend much time criticizing it in the way he does with Abrahamic religions. Potential for misunderstanding. Some Buddhists have pointed out that Dawkins' critics might be based on a misunderstanding of certain Buddhist concepts and practices. In essence, Dawkins' perspective on Buddhism is more nuanced new than his critics of Abrahamic religions. He acknowledged its potentially as a philosophical system, but his primary focus remained on what he perceived as the problematic supernatural and pre-modern aspects of religious belief, which he argued conflict with scientific understanding. Abrahamic religions ကိုဗမာပြားသာပြန်ရင်အဗျာဟံဘာသာများလို့ဘာသာပြန်နိုင်ပါတယ်အသေးစိတ်ပြောရင်တော့ဗြမာရှင်ပေါ့အဲ့ဗြမာဟိန္ဒူဘာသာနဲ့စလာ Abrahamic ကိုယုံကြည်တာနဲ့အတူတူပဲအဲ့တော့တကောရှင်ဖန်ဆင်းရှင်ကိုယုံကြည်တယ်အဲ့ဒီယုံကြည်သူတွေကတော့ Judaism, Christianity, Islam. အလုံးအတူဒီသောဖရာမိုနသီယဇမ်ကိုယုံကြည်ကြအဗျာဟံကိုယုံကြည်ရသာသနာတော်ရဲ့သူ့ရဲ့အခြေခံတန်ဖိုးတစ်ခုပဲဖြစ်အဲ့ဒါလေးလဲကျွန်တော်အပုတ်ချခြင်းလို့ပြောတာမဟုတ်အခုသိပ္ပံပညာနဲ့ ဗုဒ္ဓဘာသာလည်းအဲပြဿနာရှိတာအနိဂုံးချုပ်ကျွန်တော်ပြောတကယ်တမ်းပြောရရင်သိပ္ပနဲ့လိုက်ပြီးတော့ကြိုက်ချင်းပိရိကသုံးပုံမှာလည်းသိပ္ပမကြတာအများကြီးပဲရှင်သာရိတ္တရာပြောသလိုပဲကိုယ်မယုံကြည်မှုက အမိုက်ပြိုက်တိုက်တွေနဲ့တူးတယ်။ရေကန်နဲ့ဆင်းပြီးတော့ရေကြီးကိုတောက်ချင် ကိုယ်မယုံတဲ့ဟာတွေတိုက်တွေကိုတဲရိုက်တွေကိုဖယ်ပြီးတော့ ရည်ကြည်တောက်တဲ့သူကဲ့သို့လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့သတိပဋ္ဌာန်မှာပါတဲ့အတိုင်ဒေါသကိုဒေါသဟူ၍တိတိဆိုတကယ်သိရင်တကယ်အကျိုးရှိတယ်ဆိုတော့ကျွန်တော်ယာနုံးပြေယုံကြည်ပါတယ်လောဘကို လောဘဟူ၍တိတိဆိုရဲအဆုံးမတကယ်သိရင်တကယ်အကျိုးရှိရဲဆိုတော့ ယုံကြည်ပါတယ်အဲဒါကြောင့်လို့အကုန်ကိုလုံးရှင်နဲ့ယံပြီးတော့မယုံကြည်သူတွေမဖြစ်ပါစေနဲ့လို့ဆရာဝေလိုက်ပါတယ်နမောတတဘဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတော ตัมมะตัมมุตตะ